အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Freedom for Future YouTube Channel လေးကနေပြီးတော့ဆရာမြတ်တန်တေးရဲ့ဒုက္ခမျိုးတော်အပိုင်း15ကိုဆက်လက်ဖတ်ပြတင်ဆက်ပေးပါမယ်ရှင်ဆဗီယာတည်သွားသည့်အခါတွင်အိနီနာချင်းများသည်ကိုဘတ်စကီပေါ်တွင်သဘောထားပြောင်းသွားကြ၏ယခင်က သူ့ကို စကားမပြောသူတို့ကလည်းစကားပြောလာကြ၏သူ့ကိုမယုံကြည်ဆုံးသူများကပင်ယခုဆိုရင် သူ့ကို ဆလမလီကွန်းဖြင့်နှုတ်ဆက်ကြလိမ့်ပြီကလေးတွေက သူ့ရေပုံးကိုယူကာရေပုံပိုင်းတွင်အလူအရရေခတ်ပေးကြလိမ့်ပြီဤပြောင်းလဲမှုကိုပြည်စုံအောင်လုပ်ပေးလိုက်သည့်နောက်ထပ်ဖြစ်ပျက်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည် သူ့အခန်းနှင့်၄၅ခန်းခြားလောက်တွင်ယောဂပိုးဝင်သွားသဖြင့်မျက်စိကွယ်သွားသည့်အသက်၁၄၅နှစ်အရွယ်သူငယ်မကလေးတစ်ယောက်ရှိသည်မျက်လုံးတွင်အနာကြီးတွေဖြစ်နေသဖြင့်သူငယ်မလေးသည်ငိုယိုကာလောကကြီးကိုချိန်ဆရွေတာနေတော့သည် သူ့အမိမာဘန်နုဖြစ်ပြီး သူ့စပင်များသည်မကိုခေပကြီကားများတဲ့ကဘယေမာများ၏စပင်ကဲ့သို့ရှီလျားကနောက်ကျောတွင်ကြည်ဆံမိထိုးထားရ၏။တနည်းမနဲ့တွင်တငယ်မလေးအမိသည်သူ့တဲတကားရှိသူရောက်လာကလက်နှဖက်ကိုဖြန့်၍တောင်းခံသည်။ဆရာဝန်ကြီးရဲ့ကျမသမီးကလေးကိုကဲပါဒီတိုင်းကြည့်နေတော့မလားဟုသူကပြောသည်။သူ့တွင် Esprin Savia အကိုက်ခဲစီပြားနှင့်အနာလိန်သည့်ဖျောင်းချက်တတောင်းလာရှိ။ထိုယောဂါမျိုးကိုဘေမာလင်ပြောက်ကင်းအောင်ကုနိုင်ပါမည်နီ။ကိုဘတ်စကီးသည်သူငယ်မလေး၏မျက်လုံးပေါ်တွင်ဆေးဖျောင်းချက်ကိုထည့်ပေးရန်စိတ်ကူးရသည်။သုံးရက်လိမ့်လိုက်သည့်အခါတွင်အနာသက်သာသွားကာယောဂါပြောက်စပြုလာသည်။သတင်းတစ်ပတ်ကုန်သည့်အခါတွင်ဘယ်နိုသည် မျက်စိကောင်းကောင်းမြင်ရလိမ့်ပြီ။ထိုသတင်းသည်သူတို့ရက်ွက်ကလေးတွေတွင်တော်မီပမာပြည့်နှံ့၍သွား၏။ လူဖြူမော်စရာခုပေး၍ပျောက်သည်ဟုလည်းပြောနေကြသည်ဤတွင်ရက်ကွက်မှလူများသည် ကိုဗာစကီးကိုယုံကြည်လေးစားသောကယခင်ကသူ့ကိုတလွဲထင်ခဲ့သည့်အထင်တို့သည်လည်းပျောက်ကွယ်သွားကြ၏သို့ဖြင့်လူမမာများယောဂသည်များသည် သူ့နေရာကလေးသို့ရောက်လာကြသည် ကိုဗာစကီးသည်ငင်းပယ်၍မရတော့ပြီစီများကိုစူဆောင်းကသူတို့အားတင့်ရစီများကိုပေးရ၏သူ့တဲကလေးတွင် လူပြက်သည်ဟု၍မရှိ တဲကလေးတဲတွင်လူနာတွေတယုံယုံနေဖြစ်နေသည် သူတဲကလေးသည်ယောဂဝေဒနာတဲအပေါင်းတို့ဤခူလုံရဖြစ်နေသည်တမနက်တွင်မူအထန်းနှစ်ယောက်တို့သည် သူတဲတဲတို့လူတယောက်ကိုထန်းစင်ဖြစ်ခေါ်လာခဲ့ကြသည် ထိုလူနာဤခေါင်းတစ်ခုလုံးမှာပြရွေတုံလင်းထား၏ထိုလူနာတွင် လက်ချောင်းတို့လည်းမရှိတော့ခြေချောင်းတို့လည်းမရှိတော့ပြီထိုလူနာမှာကိုယ်ရည်ယောဂတဲတယောက်ဖြစ်သည်သို့တိုင်သူမျက်နာသည် အောင်းလောက်အောင်လန်းဆန်းထက်သန်လျက်ရှိ၏ ကျွန်တော်နာမည်ကအန်နွာလို့ခေါ်ပါတယ်ဆရာကြီးရယ်ကျွန်တော်ကိုကဲပါနော်ဆရာကြီးအန်နွာဤမျိုးလုံးများသည်ဝိယုံလွှမ်းထားသည့်ခရစ်တော်ဤပုံကိုစိုက်ကြည့်နေ၏ထို့နောက်တအန်တော်ဖြင့်သူကဘသူလဲဆရာကြီးယေရှုခရစ်တော်ကိုကြီးယောဂသည်အန်နွာသည်မယုံနိုင်သောမျက်နှာဖြင့်သူ့ကိုလှဲ့ကြည့်သည် မဖြစ်နိုင်တာဆရာကြီးရယ်သခင်ယေရှုရဲ့ပုံတော်တွေကိုကျွန်တော်မြင်ဘူးသားပဲဒီလိုမှမဟုတ်တာခုဆရာကြီးချိန်ထားတဲ့သခင်ခရစ်တော်ရဲ့ပုံက မျက်လုံးကိုမှိတ်လို့ပြီးတော့ကြည့်ရတာကလည်းစိတ်မချမ်းမသာဖြစ်နေတဲ့ပုံဖြစ်နေတယ်။အိန္ဒိယပြည်တွင်ဆွဲသည့်သခင်ခရစ်တော်၏ပုံထဲ၌သခင်ခရစ်တော်သည်ပြည်ဖြိုးကြည်လင်နေသည်။မျက်လုံးပြပြအောင်မြင်သောမျက်နှာထားဖြင့်ဟိန္ဒူနဗျာများကဲ့သို့အယောင်သွေးတို့တောက်ပါလျက်သခင်ခရစ်တော်ဟာဝေဒနာကို ခံစားခဲ့ရတယ်လေ။ကိုဘတ်စကီးကပြောသည်သူရတွင် အန်နာသည်ထုံများလောက်ပြောရုံဖြင့်နားလည်မိမထင်ထို့ကြောင့် မာဂရီတာ၏သမီးကလေးတစ်ယောက်က သူစကားကိုဗင်္ဂလီဘာသာဖြင့်ပြန်ပြောပေးရ၏။သခင်ခရစ်တော်ရဲ့မျက်လုံးတွေမိထားတာကတော့ကျွန်တော်တို့ကိုပူပြီးမြင်အောင်မိထားရတာ။သခင်ခရစ်တော်ကမျက်လုံးမိထားတော့ကျွန်တော်တို့ဖို့လည်းခရစ်တော်ကိုတည်တည်ချာချာကြည့်နိုင်တာပေါ့။သခင်ခရစ်တော်ရဲ့မျက်လုံးတွေကိုဖွင့်ထားရင်ကျွန်တော်တို့ဟာခရစ်တော်ကိုတည်တည်ချာချာစိုက်မကြည့်ရဘူးလေ။ကျွန်တော်တို့မျက်လုံးတွေဟာမတန်ရှင်းတော့သခင်ခရစ်တော်ကိုတည်တည်ချာချာမကြည့်ရဘဲဖြစ်နေတယ်။ ကျွန်တော်တို့နှလုံးသားတွေဟာလည်းမတန်ရှင်းဘူးမဟုတ်လားခုလိုသခင်ခရစ်တော်ဝေဒနာကိုနာကျင်စွာခံစားနေရတာဟာကျွန်တော်တို့ပျော်ကလည်းမကင်ဘူးသခင်ခရစ်တော်ဟာဝေဒနာကိုခံစားနေရတဲ့ဆိုရင်ဒီလိုခံစားရတာတွေဟာကျွန်တော်တို့ကြောင့်ခံစားရတာဖြစ်တယ်ကျွန်တော်တို့ရဲ့ဒုစရိုက်တွေကျွန်တော်တို့ကျူးလွန်တဲ့မကောင်းမှုတွေကြောင့်ခံရတာဖြစ်တယ်ဒါတောင်မှသခင်ခရစ်တော်ဟာကျွန်တော်တို့ကိုမေတ္တာထားနိုင်သေးတယ်ကျွန်တော်တို့ကိုခွင့်လွှတ်နိုင်သေးတယ် သခင်ခရစ်တော်ဟာသူ့ကိုကြည်ချင်းဖြင့်ကျွန်တော်တို့အပြစ်တွေကိုစီကြောပေးတယ်။ဒါကြောင့်ခရစ်တော်ဟာမျက်လုံးကိုမှိတ်ထားတာ။သူ့မျက်လုံးကိုမှိတ်ထားတာမြင်တော့ကျွန်တော်တို့တွေလည်းမျက်လုံးကိုမှိတ်ပြီးသခင်ခရစ်တော်ကိုအာယုံပြုခြင်းလာတယ်။ကိုယ်ရင်ထဲမှာရှိတဲ့ဘုရားသခင်ကိုအာယုံပြုလို့စိတ်ပေါ်လာတယ်။ဒီတော့ကျွန်တော်တို့မှလည်းသခင်ခရစ်တော်လိုလူတွေကိုမေတ္တာထားတတ်လာတယ်၊ခွင့်လွတ်တတ်လာတယ်။အထူးသဖြင့်သူ့လိုဝေဒနာခံရသူတွေကို ပို့ပြီးမေတ္တာထားတတ်လာတယ်။ ကိုရီယောဂသည်အန်နွာနောက်တွင်ထိုင်နေသည့်ကလေးမလေးတယောက်သည်ရှေ့သို့သွလာက ခရစ်တော်၏ပုံကိုနမ်းရှုပ်ပြီးနောက်ပုံတော်ကိုလက်ချောင်းကလေးများဖြင့်တယုတရာကင်နေရမှစိတ်ထိခိုက်သွားဟန်ဖြင့်မျက်ရည်ဝေလာသည်သခင်ခရစ်တော်ဟာဝေဒနာကိုခံစားနေရပေမဲ့သူ့အတွက်ဘသူမှမငိုစေခြင်းဘူးဝေဒနာ ခံစားနေရတဲ့တခြားလူတွေအတွက်သာငိုစေခြင်း ਨੇ ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကအဲ့ဒီဝေဒနာခံစားနေရသူတွေရဲ့ရင်ထဲမှာရောက်နေလို့ပဲ။ ခရစ်တော်ဟာဝေဒနာခံစားနေရသူတွေရဲ့နှလုံးသားထဲမှာရှိတယ်။အပေါင်းဖော်မဲတဲ့သူတွေရဲ့နှလုံးသားထဲမှာရှိတယ်။စွန့်ပယ်ခံရသူတွေရဲ့နှလုံးသားထဲမှာရှိတယ်။ဆက်ဆုပ်ယွန်ရှာခြင်းခံရသူတွေရဲ့နှလုံးသားထဲမှာရှိတယ်။စိတ်မနှံ့သူစိတ်ချောက်ချသူတွေရဲ့စိတ်ထဲမှာရှိတယ်။ဒါကြောင့်မို့ဒီပုံတော်ကိုကျွန်တော်သဘောကျတာ။ဒီပုံတော်ကိုကြည့်လိုက်တာနဲ့အဲ့ဒါတွေကိုသတိရလာတယ်။အန်နွာဒီခေါင်းကို ဖြည်းဖြည်းညှိနေ၏။ထို့နောက် ငုံတိတိဖြစ်နေသောလက်နှစ်ဖက်ဖြင့်ပုံတော်ကိုထိုးပြပြီးနောက်ဆရာကြီးရဲ့ပုံတော်တဲကခရစ်တော်ဟာကျွန်တော်တို့ပုံတော်တွေတဲကခရစ်တော်ထံပို့ပြီးမြင့်မြတ်တန်ရှင်းနေတော်ဟုပြော၏။အဲ့ဒီနေ့ကကျွန်တော်လန်ချာပေါ်တက်စီးတဲ့ပထမဆုံးပစင်ကြာကတော့တကယ်စိတ်ပြတ်ဖို့ကောင်းနေဗျာ။လက်ချောင်းကလေးတွေကလည်းတူတူတုတ်တုတ်ကလေးတွေလက်ချောင်းတွေမှာရွှေလက်စွပ်တွေကိုလည်းတကွင်းပြီးတကွင်းစင့်ဝင်ထားလိုက်သေးတယ်။ လိမ့်လိမ့်ထနေတဲ့ဘိုက်ခောက်ထူကြီးကိုလည်းရှိုင်းကြီးပပကလေးတဲကအတိုင်းသားမြင်နေရတယ်။သပင်မှာလည်းလိမ့်ထလိုက်တဲ့စီတွေကလည်းရွှဲနေတာပဲ။ဟာစရီဘားကထိုနေ့မနက်ကသူပထမဆုံးလန်ချဆွဲတင်ရသည့်ခီးတဲ့အကြောင်းကို ပြန်၍ပြောပြသည်။ဒီထဲမှာပြောပုံဆိုပုံကလည်းမောက်မာလိုက်သေးတယ်။ဒါပေမဲ့ကိုစီလာတဲ့ခီးတဲ့ကိုကျွန်တော်မငြင်းရဘူးလေ။ကျွန်တော်မှပစံလို့နေတယ်မဟုတ်လား။သူက မာရဝါရီကုံတဲ့ကြီးပြခါတိုင်းတော့တက္ကစီတို့ဘာတို့စီးနေကြထင်ပါရဲ့။ လမ်းချားပေါ်တက်ပြီးမြင်မြန်မြင်မြန်လို့အတင်းခိုင်းနေတာပဲပြီးတော့မြင်းဆိုရင်ကြည်နဲ့ရိုက်မယ်ထင်တယ်ခုကြိတ်မပါတော့ကျွန်တော်ကိုခြေထောက်နဲ့နံရိုးကိုလှမ်းကန်ပြီးမြင်မြန်ဆွဲခိုင်းနေတယ်ဖနက်ဦးချွန်ဆိုတော့နားလိုက်တာဗျာဒါပေမဲ့ခက်တာကသူကဘဲကိုသွားမယ်လို့ပြောတာမဟုတ်ဘူးဗျာလမ်းချားပေါ်တက်ပြီးဒီလမ်းအတိုင်းမြင်မြန်ဆွဲဆန်းလို့ပဲပြောတာသူကိုွေးချင်တဲ့နေရာရောက်မှဘဲလက်ညာလက်မြင်မြန်ဆွဲဆိုပြီးပြောတာ သူကလမ်းချပေါ်ကနေပြီးအတင်းဆွဲခိုင်းနေတော့ကျွန်တော်လဲဘတ်စကားတွေလော်ရီတွေကြားထဲမှာအကွေ့အရှောင်းတွေအခုံပြန်တွေနဲ့တရက်ကျန်းဆွဲလာခဲ့ရတာပေါ့တခါတလေကြတော့လဲတနေရာမှာရက်ဆိုပြီးရက်ခိုင်းလို့ရက်ပေးရတယ်တခါဆွဲဆိုပြီးဆွဲခိုင်းပြန်ရောအဲ့ဒီလိုတုံခနဲ့ရက်ခိုင်းလိုက်ပြီဆိုရင်ဆွဲတဲ့လူတော့တည်ကျင်စော်နန်းနေတာပဲဘယ်မတည်ကျင်မှုရှိပါမလဲအာကုံပြေးလာရာကနေပြီးတုံခနဲ့ရက်လိုက်တာနဲ့ အပေါ်ကအလင်းချိန်နဲ့ဟန်ချက်ညီသွားအောင်ခါကိုစက္ကနဲတောင်းထားပြီးမှရှေ့ကိုပြန်ကုန်းလိုက်ရတာအဲ့ဒီလိုအခါမျိုးကြရင်ခါကနားလိုက်တာဘာပြောကောင်းမလဲခါယူကြီးဖြောင်းကနေကျိုးသွားတော့မလားလို့တောင်ထင်လိုက်ရတယ်လန်ချားရဲ့အလင်းချိန်ရော ခီးတယ်ရဲ့အလင်းချိန်ရောခါနဲ့ထိန်းထားရတာကိုပြန်ဆွဲတဲ့အခါမှာတော့တလောက်တော့မနာဘူးဒါပေမဲ့အဲ့ဒီခါကျတော့ပခုံးသားတွေနဲ့လမောင်းသားတွေကတိတ်နာလာပြန်ရောလန်ချားကိုလိမ့်နေအောင် ပခုံးနဲ့လမောင်းကို အပြုတ်ပြီးထားရတာကို ကျွန်တော်တွေမဟုတ်ဘူးအဲ့ဒီခါမျိုးဆိုရင်လန်ချားလဲတနာစီရပဲကျွန်တော်ကတုံကနေရက်လိုက်တာနဲ့လန်ချားဝင်ရိုးနဲ့လဲတန်တွေကလည်းဂျိုးဂျိုးဂျွတ်ဂျွတ်မိကုန်ကြတယ်ကျွန်တော်အယိုးတွေမိသလိုပေါ့အဲ့ဒီနေ့ကလည်းပူလိုက်တာမပြောပါနဲ့တော့နှစ်ရက်သုံးရက်အတွင်းမှာ ကလကတားမှာအပူချိန်များလာတယ်တချို့ကပြောတော့အပူလှိုင်းလာတယ်ဆိုလားဘာလားပဲအဲ့ဒီအပူချိန်ကြောင့်လားမသိဘူးအဲ့ဒီနေ့ကဘတ်စကားဒရိုက်ဘာတွေနဲ့တက္ကစီဒရိုက်ဘာတွေကလည်းစိတ်တူလိုက်ကြတာဗျာ။ လမ်းခွေတစ်ခုနားရောက်တော့စာရာကြီးတယောက်ကကျွန်တော်လှဲတံကိုကင်ပြီးလမ်းချားကိုဘေးကိုတွန်းထုတ်ပြစ်လိုက်တယ်ကျွန်တော်လည်းမထိန်နိုင်တော့ဘူးလေလမ်းချားကဥယံပြီးမှောက်မလို့ဖြစ်သွားတယ်ဒီတွင်အပေါ်ကကျွန်တော်ခီးတဲ့ကကျွန်တော်ကိုခြေထောက်နဲ့တစ်ချက်ဆောင်းကန်လိုက်တယ်လမ်းပြတိုင်းမှာလမ်းပြနေတဲ့ပလိတ်ကလည်းကျွန်တော်ကိုတစ်ချက်လှမ်းဆဲလိုက်တယ်တနေရာရောက်တော့လမ်းချားကဓာတ်ရထားနဲ့ရှင်းလာတယ်တရထားမှာတွဲလောင်းခိုလိုက်လာတဲ့ကောင်လေးတစ်တိုက်ကကျွန်တော်ခေါင်းကိုခြေထောက်နဲ့လှမ်းကန်လိုက်သေးတယ်လေ။ ဒါပေမဲ့ဘာလို့လို့ရမှာလဲတရိထားကလည်းပြင်းနေတာကျွန်တော်ကလည်းပြင်းနေတာဒီလိုပဲခံလိုက်ရတာပေါ့ထိုနေ့ကလန်ချသိန်းခါနီးတွင် ဟာစတရီပါတီပန်းချန်နီးကပျော်ပွဲစားရုံတစ်ခုသို့ခီးတဲ့တယောက်ကိုလိုက်ပုတ်ခဲ့ရသည်သည်ခီးတဲ့စင်းရန်လန်ချဦးကိုအောက်နှင့်ကလဲတန်ကိုမြေကြီးပေါ်သို့ချမီပြူရင်းလန်ချကငါးချက်ကိုတောင်းသည်ဤတွင်ခီးတဲ့သည် သူ့ကို တနက်ဖြစ်ထောက်၍တပြအတိုက်ခံလိုက်ရသည်နှင့် မျက်နာကြီးညိုမဲသွားကစိတ်ဆိုးမှန်ဆိုးဖြင့်ဘာငါချက်လဲကမြင်းကျိုးစည်းလာရတာကိုငါချက်ပေးရမလားဟုအော်သည် ထို့စဉ်အဖြစ်ပြက်တစ်ခုမမျှော်လင့်ဘဲပေါ်လာခဲ့သည်ခီးတဲ့ကအော်ကြီးဟစ်ကျင်းညင်းနေတံကိုကြားသည့်အခါတွင်အနည်းရှိလမ်းချသမားများဝိုင်းလာကြ၏ဤတွင်မှ ခီးတဲ့သည်လန့်ဖြန့်သွားကအိတ်ထဲသို့၌၍ပဆန့်ရှာနေသည်ထို့နောက်အိတ်ထဲမှငါချက်တန်အတိချက်ချုပ်ကလေးတစ်ချက်ကိုထုတ်ပေးလိုက်သည် ခွေးတွေဝိုင်းဟောင်းတော့ကြားလက်သေးပြန်ကုတ်သွားတယ်ဆိုတော့ကျွန်တော်တို့စကပုံဘလို့ပေါ့ဗျာဟု ဟာစရီဘာကပြော၏ကလကတားမြို့ကြီးသည်တောကြီးတတော်နဲ့တူသည်တောတတော်တွင်တောဤဥပဒေသားများနှင့်တောဤဘရင်ရှိ၏အစင်းစိနိုင်ရာစားကြသည်စင်ကြာကျသည့်မွေစသဖြင့်တကောင်းတကောင်းနိုင်ရာစားကြတကဲ့သို့ကလကတားမြို့ကြီးမှမြို့တရိတ်ဆန်များသည်လည်းတကောင်းတကောင်းနိုင်ရာစားကြသည်ဘုမတိဗမတိဖြင့် ကြားကိုကြားမှန်းမသိလင်ဒုက္ခနဲ့လက်လာကြီးတွေ့ပြီဟုသာမှတ်ပေရောတနေ့၌ဟာစရီဘာသည်ပန်းချာဝိုင်းနားရှိနမေကြီးညကလက်တစ်ခုဖြစ်သောကိကက်ကလက်နာတွင်လမ်းချထိုးထားသည် ထိုစဉ်ပန်းချာပြီးတက္ကစီသမားတစ်ယောက်ကထိုနေရာတွင် သူကားဆိုင်မီဖြစ်၍နေရာဖယ်ပေးရန်သူ့ကိုလှမ်း၍လက်ပြ၏ဟာစရီဘာကမသိသလိုလုပ်နေလိုက်သည် ကားလက်ကန်ဘိန်းနောက်တွင်ထိုင်နေသည့်ပဉ္ချပီကြီး၏ခေါင်းပေါင်းသည်ဒေါသကြောင့်လှုပ်ရမ်းစပြုလာလိမ့်ပြီးထိုတော့မီစင်ကြီးတကောင်အော်သည့်နှင့်ပဉ္ချပီဒရိုင်ဘာသည် သူ့မော်တော်ကားခုံးကိုအဆက်မပြေကျေလောင်စွာတည်နေသည်ဟာစရီပါတီကလကတာတော်ကြီးတဲတွင် လိုက်နိုင်ရသည့်ထုံတန်းဥပဒေတစ်ခုကိုနားမလဲချေလန်ချာတီတက္ကစီကိုနေရာဖေးပေးရမည်ဟုဒေါ်ဤဥပဒေကဆိုသည်မဟုတ်လောပန်ချာဘီဒရိုင်ဘာကသူ့လန်ချာကိုဝန်တိုက်တော်မူအခါတွင် ာစရီဘာသည် သူ့လန်ချကလေးကိုဆွဲကာအနိုင်နိုင်လို့အောင်ရှောင်လိုက်ရသည် ဟာစရီဘာအဖို့ကလကတာတော်ကြီးတဲ့တွင်လူမြင်းအဖြစ်ပင်ပင်ပန်းပန်းရုံကန်လှောက်ရှားရခြင်းသည်ဒါလောက်အရေးမကြီးပါသူ့ရော်တုံးကလည်းထုံနီးနေနေပင်ပင်ပန်းပန်းလှုပ်ခဲရပြီးပြီဖြစ်ပါသည်မိမဝဝကြီးနှစ်ယောက်ကိုဘာရပဇာတို့လိုက်ပို့ရသလိုပင်ရွာတွင်ရှိစဉ်ကလည်းအလောက်ကျန်းလှုပ်ခဲ့ပူပါသည် တို့ရတွင်ရွာကအလုတ်ကျမ်းမှာအခါရသည်နှင့်လောက်ရသည့်အလုတ်ဖြစ်၏ရသည်မတိုင်သေးလျင်နာနာနေနေနေနိုင်သေး၏ကလကတာတော်ကြီးတဲ့တွင်လန်ချဝါလာအလုတ်ကတပတ်လျင်ရက်တိုင်းတစ်နှစ်လျင် အပတ်တိုင်းကျွန်းခန့်နေရသောကျွန်းစနစ်ပေသည်တခါတလေကြတော့လဲဟောင်ရာတရားဟောင်းကြီးတစ်ဖက်မှာရှိတဲ့ဘူဒာကြီးကိုလိုက်ဖို့ရတာတွေရှိတယ်ဗျဟောင်နာတရားတစ်ဖက်မှာလန်ချားကိုကျွန်တော်တို့လိုချီချင်းမဆွဲပဲဘိုင်းစကေနဲ့ဘေးတွဲဆွဲတဲ့ဘေးလန်ချားတွေရှိတယ် ဘေးရွှဲဆွဲတဲ့လန်ချာဘိုက်စကေကိုကျွန်တော်တကားမှတော့မစီးဘူးပါဘူး။ဒါပေမဲ့ကျွန်တော်အထင်ပြောရရင်တော့ကျွန်တော်တို့ချစ်ချင်းဆွဲရတာထက်တော့တက်တာမယ်ထင်တာပဲ။ဒါနဲ့တနေ့တော့ကျွန်တော်ကဒီချောင်းကိုရန်ဂျန်ဒရာကိုပြောမိတယ်။ဒီတော့သူကတင်မားကလေးကိုလက်နှစ်ဖက်နဲ့ပုတ်လိုက်ပြီးမင်းတော်တော်အာသေးတဲ့ကောင်ပဲ။ဘိုက်စကေကုန်းကြီးပေါ်မှာတနေ့ကို10နာရီ12နာရီလောက်ထိုင်နေတာဘလောက်ပင်မနဲ့ထင်တယ်လဲတဲ့။မင်းခုနေတက်စီးကြည့်ပါလား။ ဂုံးပေါက်ပြီးတင်မတစ်ခုလုံးအနာတွေကြီးပဲဖြစ်ကုန်မှာပြီးတော့ရွှေပန်းလဲတူတော်မှာကွာတဲ့ရန်ဂျန်နရာဆိုသူဟာတော်တော်အံ့ဩဖို့ကောင်းတဲ့လူဗျာသူပြောလိုက်ရင်ကို့ထက်ဆိုးတဲ့လူကြီးပဲရှိတယ်လို့တွေးပြီးကိုကိုကိုတော်တော်ရောင်ရဲနိုင်တဲ့လူ ဆုံးထိနာဆင်အပီးခဲ့ကြတဲ့တော်လံပြည်သူတူတယောက်ချင်းစီတိုင်းစိတ်တဒုက္ခကာယဒုက္ခများနဲ့ပြည့်စုံကြပါစေရှင်။